လွန်ခဲ့တဲ့နှစ်ပေါင်းတော်ကျော်ခန့်ကဂျပန်နိုင်ငံမျိုးတော်ဟာတူကြုံမဟုတ်ဘူးဆိုတော့အလုံးသိကြပါသလားအစားအိုက်စကရီးမ်ကိုကျွန်တော်ပရမအောင်ဆုံးစားဘူးတာပဲကျွန်တော်မြန်မာနိုင်ငံလက်ဖက်တုတ်ကလေးစားနေရတယ်လို့ပဲဗျာချစ်ပေခိတတော်ကဘေးနေရဒီတရားပေါ်ကနေလောက်ကြည့်တဲ့အခါမှာကဘာလဲခီးတဲ့ဒီဟိုအများကြီးလာကြတာဖြစ်ပါတယ်အားလုံးပဲမိလားခင်ဗျာအရှိမဘလို့ပြန်လဲကြိုးစူလိုက်ပါတယ်ဒီနေ့မှာတော့လုံခဲ့တဲ့နှစ်ပေါင်းတော်ကျော်ခန့်ကဂျပန်နိုင်ငံရဲ့မျိုးတော်ဖြစ်တဲ့အပြင် ချီအောင်ဝင်နေတယ်။ကမ္ဘာရင်ကျင်းဝင်နေတယ်နဲ့နောက်ပြီးတော့တောတောင်တဘောဝါလှတရားရင်နဲ့အရန်ကိုကြည့်ရှုပဲကောင်းတဲ့မျိုးလူတစ်မျိုးဖြစ်တဲ့ခရော့တိုမျိုးလူကိုတွားလည်မှာဖြစ်ပါတယ်။ဒီလိုလေးမှာတော့ခရော့တိုမျိုးလူတမိုင်းချောင်းတွေကမ္ဘာရင်ကျင်းကိုဝင်နေတယ်နဲ့တောတောင်တဘောဝါလှတွေကိုအေးချမ်းစွာကြည့်စုခန်းစားနိုင်မယ်ဘလော့လေးကိုရပ်ပြပြတော့ဖြစ်တယ်ဒီကြောင့်မလို့ join to လိုက်ကြည့်လိုက်ပါဦး။ Let's go! တိုမြို့သွားဖို့အတွက်ခိုဘဲမြို့ရဲ့ဆန်နူမီယာဘူတာကနေကြားဆတ်စီပါတော့မယ်ခင်ဗျာကျွန်တော်တို့ကယောတိုသွားဖို့အတွက်ဆန်နူမီယာနေရထားဆေးပြီးတော့ဂျူဆိုဘူတာမှာတဆင်းဆင်းရတယ်ပေါ့နော်ဂျူဆိုဘူတာနေမှာနိုရီခါရဲလုပ်ပြီးတော့ပြောင်းစီပြီးတော့အာရှီရှင်မဟိုရောက်တဲ့စာပြန်ဆေးအောင်ပေါ့နော်ပြေရဆောင်နေပါတယ်ကိုကျွန်တော်ဆေးရမယ်ထားရောက်ပါခင်ဗျာ ကိုကျွန်တော်ဆီရမယ်ထားပါတယ်အဲ့ဒီဒါဖြစ်ပါတယ်ကျွန်တော်ဆီလိုက်ပါဦးမယ်ဒါဆင်းနေစားရပြပါမယ်ကိုကျွန်တော်တို့ကတ်စတာဘုရားမှာဆင်းပြီးတော့အရာရှိရမအောင်တော့မှာဖြစ်ပါတယ်အရာရှိရမရောက်လို့ရှင်တခါရပြပြပါမယ်ခုကျွန်တော်တို့အရာရှိရမအောင်ရောက်ပြီပေါ့နော်ဒီအရာရှိရမပထမဆုံးလည်မယ် ီကီယိုတိုမှာရန်ကုန်နာမည်ကြီးတဲ့တမိုင်းဝင်နေရာ၃နေရာကိုဒီနေ့လည်မှာဖြစ်ပါတယ်။ဘယ်နေရာကြီးလဲသိချင်လို့ရှိလို့ရှိရင်တော့ကျွန်တော်တို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါအောင်။ရောက်ပြီခဏနေတော့မိုးဆရွာရွာရပါဗျာ။ကိုကျွန်တော်တို့မိုးရွာတုံးလေးမှာသွားမလဲပဲနဲ့တခုစားမယ်ဆိုပြီးစီစဉ်နေတော့မှာပဲ။ဆိုင်ရှားနေရပေါ့။ဆိုင်နေရတာအများကြီးပဲဆိုတော့ ဈေးလဲကြီးတယ်ပေါ့နော်ဒီနေရာခီးသွားတွေအများဆုံးလာလဲတဲ့နေရာဆိုဈေးလဲကြီးတယ်ဆိုင်ကောင်းကောင်းရှာနေရပေါ့နော်ဒါကတော့စောက်တော့ဆိုင်ဝင်ဆိုင်မှုလေးပေါ့ဗျာဝဲခန်တော်ရချီယမစောက်တော့ဆိုင်ရတော့အများကြီးပဲဗျာနေရာလေးလည်းအရင်ကကိုလှပါတယ်ဟိုးအရင်တော့ပုံမှန်လေးဒီနေရာလေးကလည်းစကုနဲ့လှုပ်ထားတဲ့ရောင်စုံကျဲလေးတွေကလည်းအရင်ကိုလှပါတယ်ဗျာကျွန်တော်တို့ဖွဲ့နေ့တွေသာမစားခင်လေးမှာအစာပြေနေနဲ့ကျွန်တော်တို့ဖို့လေဝယ်စားလိုက်ပါသေးတယ် ီပြောင်းမှုကတော့ဂျပန်ငွေနဲ့ဆိုရင်တချောင်းကိုရန်900ပေးရပါတယ်လမ်းမှာလည်းအခုလိုမျိုးအမှတ်တရပစ္စည်းလေးတွေရောင်းတဲ့ဆိုင်လေးတွေလည်းအများကြီးရှိပါတယ်ခင်ဗျာခုနေ့လေးစားတော့ဆက်လိုက်ပါဦးမယ်ဟိုမှာလည်းမျိုးသေးပေါ့နော်အစားဖို့ဆောင်နေတာပါခဏနေစားပါဦးမယ်ဆက်မဆန်ပြစားပါမယ်ခင်ဗျာဒါကတော့ကျွန်တော်မှာထားတဲ့ကျုပ်ထမင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ ပူပူလေးနဲ့စားချင်တယ်လေဗျ။ဒါကဒီဓမင်းနဲ့တူလိုက်ဖက်တဲ့စုပူဟင်းရုံလေးဖြစ်ပါတယ်။ကျောင်းတငငကြီးနဲ့မှာထားရလေအကုန်လုံးရောက်ရှိပါပြီခင်ဗျာ။ဒါကလူမစားခင်မှာဖုံးကိုအရင်ကျွေးရပါတယ်။ဒါကတော့အမြဲတမ်းပါပဲခင်ဗျာ။အဲ့တော့ဆွဲလိုက်ပါဦးမယ်ခင်ဗျာ။ ကျွန်တော်ခရော့တိုမှာအေးနေပေါ့နော်ခုခဲမှာတော့မေးသေးတယ်နဲ့ခုခရော့တိုမှာအေးနေရတဲ့ကြောင့်မို့အေးနေတဲ့ချိန်မှာကျွန်မပူပူလေးရဲ့ဒီစုပူပူပူလေးရဲ့တောက်မှဆိုရင်တော့လောကကွက်ကြည့်ပေါ့နော်ရက်တာလည်းရှိတယ်ပူပူလေးနဲ့စားလို့လည်းကောင်းတယ်ပေါ့အဲဒါကြောင့်ကျွန်တော်ဆက်စားလိုက်ပါဦးမယ်စားပြီးတော့ပေါ့နော်စားပြီးတော့ဒီခရော့တိုမျိုးရဲ့အစားအစာတစ်ခုဖြစ်တဲ့နာမည်ကြီးတဲ့စားတာပေါ့နော်မာချဆိုတဲ့ရေကမုန်လေးတော့စားလိုက်ပါဦးမယ်လက်ရှိလိုက်ပါဦးဒါကတော့ကျွန်တော်ရဲ့ကင်မရာမန်ကြီးပါ မိုးစောဦးဆန်လို့ခေါ်ပါတယ်အခုဒီကြီးစားမရှိသေးပါဘူးခန်းတော့ခန်းတော့ပိုရှူးရှူးတယ်ကျွန်တော်မချဟိုစားမယ့်နေရာရောက်နေပါဘောနော်ဒီချီရတော့ကျွန်တော်တနေချင်းတစ်ခွက်ဖြစ်ပါတယ်အခုကျွန်တော်ခေါ်တို့မှာအရန်ကိုနာမည်ကြီးတဲ့အစားအသောက်တစ်ခုပေါ့နော်ခေါ်တို့မျိုးလို့ပြောလိုက်လို့ရှိရင်ဒီအစားအသောက်ကိုပြင်းပြရတော့ဒီအရန်ကိုနာမည်ကြီးတဲ့အစားအသောက်ပေါ့ဘာလဲဆိုလို့ရှိရင် မတ်ရှာလို့ခေါ်တဲ့မျိုးမျိုးရှိတယ်ပုံမှာတောက်ဆရာလည်းရှိတယ်သူကရေခဲမှုစတိုင်လည်းရှိတယ်ပြီးတော့ဒီမှာဆိုလို့ရှိရင်အဲ့လိုမုံတေးလေးလေးပုံမှာအဲ့လိုပုံစံမျိုးလည်းအများကြီးထုတ်လို့ထားတဲ့နေရာရှိတယ်ပုံမှာခုကျွန်တော်အဲ့ဒီစားဖို့အတွက်ဝယ်ဖို့အတွက်ဆိုင်ထဲမှာရောက်နေတာပုံမှာခုကျွန်တော်ဘာစားမလဲစဉ်းစားလိုက်ပါဦးမယ်ခင်ဗျာခုကျွန်တော်ဒီထဲမှာရှိတဲ့မရှာနဲ့ထုတ်တဲ့ပစ္စည်းအမျိုးမျိုးတွေကိုကျွန်တော်လိုက်ပြပါမယ်လိုက်ကြည့်လိုက်ပါဦးโอ้ ီမှာဆိုလို့ရှိရင်ဟိုပေါမုန်းစတိုင်ပေါ့နော်ပေါမုန်းစတိုင်မှာရှာရဲရှိတယ်မျိုးမျိုးရှိတယ်ဗျဒီမှာတောက်ဆရာဆိုလို့ရှိရင်ဒီလိုဘူးလေးလည်းအစင်သင်းစားဘူးလေးလည်းရှိတယ်ဒီလိုမျိုးရေတံမှုပုံစံမျိုးနဲ့လည်းမျိုးမျိုးရှိတယ်ပေါ့နော်ဒီထဲမှာအများကြီးပဲမရှာကိုတုံးပြီးတော့ထုတ်လုပ်ထားတဲ့စားဆိုင်မျိုးမျိုးရှိပါတယ်ဒီမှာကြည့်ဦးဗျာအများကြီးပဲအဲ့ဒီတရတောင်တခုစားပါမယ်ဘူးကကျွန်တော်အဲ့ဒါဝယ်ဖို့အတွက်တန်းစီရတယ်ပုံလို့လူတွေအရင်ကြီးများတော့ကြာတန်းစီရလောက်ပဲနာမည်ကြည့်ရပုံလို့ တော့ကျွန်တော်တန်းစီပြီးတော့စောင်းနိုင်ပါအောင်မယ်ဝယ်ပြီးကျွန်တော်ပြပါအောင်မယ်လိုက်ကြည့်လိုက်ပါအောင်အခုကျွန်တော်အဲ့ဒါဝယ်လိုက်တာဖြစ်ပါတယ် matcha ice cream ကို ochiso အခုကျွန်တော်ဝယ်ခဲ့လိုက်ပါပြီစားကြည့်လိုက်ပါဦးမယ်အရသာဘယ်လိုနေလဲမသိဘူးဟင်းမိုက်တယ် matcha ice cream ကိုကျွန်တော်ပရမအောင်ဆုံးစားဘူးတာပဲတကယ်မိုက်တယ်ဗျဘယ်လိုလဲမသိဘူးဗစားတဲ့မှာစိတ်စိတ်လေးနဲ့ကျွန်တော်မြန်မာနိုင်ငံကလက်ဖက်တုပ်ကလေးစားနေရတယ်လို့ပဲဗျာ စားပြီးလို့ရှင်ပါဆက်ဖြားလေးဘက်မှာရှာပေါ်လေးမှာကြံနေခဲ့တာပေါ့နော်ရသရှိကျွန်တော်ကကြိုက်တယ်ဒီရောက်လို့ရှင်အလုံးမဲမဖြစ်မနေဒါဝယ်စားကြည့်ပါဘာလို့လဲဆိုလို့ရှင်ဒါခေယောတိုမျိုးရဲ့တင်ကြတာတစ်ခုဖြစ်တတ်မှတ်ခံထားတဲ့အစားအသောက်တစ်ခုပေါ့နော်အလုံးမဲဝယ်စားကြည့်ပါဒီကူရသရှိပါလေအလုံးမဲလာပါခင်ဗျအခုကျွန်တော်တို့ရောက်နေတာကတော့အာရရှိယာမပေါ့နော်အာရရှိယာမမှာအရန်ကိုနာမည်ကြီးတဲ့ဒဏ္ဍာနာကိုရောက်နေတာပေါ့နော်ခုကတော့တောတောင်ရှုခွေးလည်းရမ်းလှတယ်လို့ကျွန်တော်တို့ဖွဲ့လည်းအရန်ကိုလှနေပါတယ်ရှုခွေးနေရ ရန်ကိုရင်တက်ချွမွေးပဲကောင်းလုံးပါလေဗျာရေပင်ကြီးရေတောင်တန်းကြီးရေကောင်းကင်ကြီးရေမြင်ရတာရင်ထဲကိုအေးရန်သွားတာပဲဗျာကောင်းကင်ကြီးလှနေတယ်ကွာအဲ့ဒါအင်မအနိုးဟိုအာကျော်ရရနိုင်ဆိုဆိုအိုးကဲကဲကြီးရောမိတဲ့နော်အစပြေတော့ရောခုကျွန်တော်ရောက်နေတာကတော့ခေယောတိုမျိုးအရာရှိရမှာရှိတဲ့ တိုဂက်ဆိုခီယိုလို့ခေါ်တဲ့တရားဖို့ရောက်ရှိနေတာဖြစ်ပါတယ်။ဒီတရားဟာအာရာရှိရမှာအရန်ခုနာမည်ကြီးတရားဖြစ်ပါတယ်။ဘာလို့လဲဆိုလို့ရှိရင်ချစ်ဘေခိတတော်ကဘေးနေရဒီတရားဘောကနေလောက်ကြည့်တဲ့အခါမှာလကဟိုးနောက်ကတောင်ပေါ်ဖြတ်သွားတယ်ကြောင်မလို့တိုဂက်ဆိုခီယိုလို့ခေါ်လိုက်ပါတယ်။အင်္ဂလိပ်လိုခေါ်မှဆိုတော့ the most crossed the bridge လို့ခေါ်ပါတယ်။အဲ့လိုနဲ့အဲ့ဒီနာမည်ရလာတာပေါ့နော်။တရားကြီးဆောက်လုပ်ခဲ့စဉ်အခါတော့ကတရားကြီးတစ်ခုလုံးကိုတတိုင်းနဲ့ပဲဆောက်လုပ်ခါတာဖြစ်ပါတယ်။ တန်တဲ့တစ်ခုမှမပါဘူးပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းမှာတော့ရာသူရုတန်နေတဘောဘေးရတဲ့တန်နေကာကွယ်ဖို့အတွက်တန်ထယ်တွေထည့်ပြီးတော့ဆောက်လုပ်ထားတဲ့ຢာဖြစ်ပါတယ်အခုကျွန်တော်နောက်မှာမြင်နေရတဲ့မြစ်ကတော့အိုဇူကာဝါလို့ခေါ်တဲ့မြစ်ဖြစ်ပါတယ်အဲ့ဒီမြစ်ကဟိုးရင်တော်ဆိုလို့ရှိရင်တေပူဆောင်ရည်အတွက်သုံးခဲ့တဲ့မြစ်ပဲဖြစ်ပါတယ်တေပူဆောင်ရည်မှာဘာတွေကိုအဓိကထားပြီးသုံးလဲဆိုလို့ရှိရင်တသားတွေကိုအဓိကထားပြီးတေပူဆောင်ရည်လို့တော့ပေါ့နော်အခုတော့အဲ့ဒီမြစ်ကတေပူဆောင်ရည်မလို့ခွင့်နဲ့ ကဘာလဲခီးတဲ့တွေကိုမျက်စိကြလောက်စေမဲ့လေစီးတဲ့ခီးသွားလုပ်ငန်းဖြစ်ပြောင်းလဲလိုက်တာဖြစ်ပါတယ်လေစီးတဲ့ခီးလုပ်ငန်းသွားလုပ်ငန်းဖြစ်ပြောင်းလဲပြီးတဲ့နောက်မှာကဘာလဲခီးတဲ့တွေဒီဟိုအများကြီးလာကြတာဖြစ်ပါတယ်အခုတော့ဒီနေရာကလည်းဒီတဒားရဲ့ကိုစုခါဝါဆိုတဲ့မြေရဲ့ပြီးတော့လေစီးတဲ့အရာတွေကြောင့်ဒီနေရာကခီးသွားရေးကြမှာအရန်ကိုမျက်စိကြတဲ့နေရာတစ်ခုဖြစ်လာတာဖြစ်ပါတယ်ဒီခရော့တို့ကိုလာလို့ရှင်တော့ဒီအာရရှိရမှာပို့လာဖို့ကျွန်တော်အကြံပေးပါတယ် စက်တက်လာပိုင်းအခုကျွန်တော်တို့လာတာစက်တက်လာပိုင်းပေါ့နော်စက်တက်လာပိုင်းဆိုလို့ရှိရင်အရင်ကြီးမအေးအရင်ကြီးမပူတဲ့ຢာသေးဖြစ်တဲ့အတွက်သွားလေရလေပတ်တဲ့ຢာသေးဖြစ်ပါတယ်ဒါမှမဟုတ်နောက်ကတစ်ပင်နဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့စက်နှစ်လာပိုင်းဆိုလို့ရှိရင်တောင်တစ်ခုလုံးကမုံမကြီးတွေအောင်ပြောင်းသွားပြီပေါ့နော်ခူရောလို့ခေါ်တဲ့အမုံမကြီးတွေအောင်ပြောင်းနေຢာသေးပဲဖြစ်ပါတယ်အခုတော့စက်တက်လာပိုင်းဆိုတော့အရင်လည်းမပြောင်းသေးဘူးဒါပေမဲ့ဒီຢာသေးကတော့အရင်ကြီးလည်းမပူအရင်ကြီးလည်းမေးတဲ့အတွက်လာလို့ကောင်းဆုံးနေရာတနေရာဖြစ်ပါတယ်အဲကြောင့်မလို့ခေါ်တို့လာမယ်ဆိုလို့ရှိရင်ဒီအရာရှိယာမကို လာခဲ့ဖို့ကျွန်တော်အကြံပေးလိုက်ပါတယ်ကိုအားသာရှိရမယ့်ဘလော့လေးကိုကျွန်တော်ဒီနေရာလေးမှာပဲရက်တန်လိုက်ပါမယ်ခင်ဗျာပြီးလို့ရှိရင် နောက်ဗီဒီယိုလေးမှာချစ်ခစ်သမိုင်းနေကပ္ပရင်ချင်းမှုမွေးနေ့တချမ်းရှိခဲ့တဲ့နေရာတနေရာတော့မှဖြစ်ပါတယ်အဲ့ဒီနေရာရဲ့လှပ်ပါမှုတွေပြီးတော့သမိုင်းကြောင်းတွေကိုချစ်မှတ်မှာဖြစ်တယ်ကြောင့်မလို့နောက်ဗီဒီယိုလေးကိုဆက်လက်စောင့်မျှော်ကြည့်လိုက်ပါအောင်အားလုံးဘိုင်ဘိုင်နောက်ဗီဒီယိုမှာတွေ့ကြမယ်